ကဲကျွန်တော်မိတ်ဆွေတွေအကုန်လုံးဝင်နော်ကျွန်တော်လည်းဒါအကောင်းဆုံးတော့ကျွန်တော်ပေးခဲ့တာပဲဗောနော်ကျွန်တော်ဒီမှာဆိုလို့ရရင်ပူရီယိုလေးနဲ့လည်းကျွန်တော်ပြပေးထားခဲ့တယ်ဗောနော်ဒီမှာဆိုရင်ခွန်နှစ်နဲ့60ပရိတ်တူပရိတ်ရိုက်သွားတယ်ဆိုရင်ဒီကနှစ်ခွန်9000ညတစ်လုံးဒါကျင်းဒီတော့ဒီကိုပြန်ဆွဲမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ကအဲ့ဒါကိုမှ3နဲ့3ညနဲ့ပဲကျွန်တော်ကတ်ပြီးတော့ပဲကျွန်တော်ကထင်တာပေါ့နော်3နဲ့3ညနဲ့ပဲကတ်ပြီးတော့ထင်တာဒါကတော့ဒိုင်စာတော်ကို ကျွန်တော်မထင်ထားတဲ့ကောပေါ့နော်ကျွန်တော်ဒီ Grand Dragon ဖန်ယူမှန်တယ်ကျွန်တော်အခုဆက်ကင်ဒီ Dragon မူတွေ downline မူတွေပေါ့အရန်ကြိုက်တယ်လို့ကျွန်တော်ကယူဆတဲ့ကောင်ဖြစ်တာဖြစ်တယ်ဒါသို့တော်ညာလည်းပဲဒီလောက်ထိ DO 49 DO 49 DO 49ဒီလိုမျိုးရိုက်တယ်ဆိုတာကတော့ဒါ ကျွန်တော်တို့ဒီ88 89လုံးကဒါတခါဖြစ်ခဲ့ဘူးလေဗောနော်ကျွန်တော်လည်းအဲအဲ့တုန်းကကျွန်တော်ရွှဲ့ပြီးတော့ပြန်ထိုးခိုင်းခဲ့တဲ့ပွဲမှာတော့ကတော့ဒါအကုန်လုံးတော်တော်များများပေါက်ကြတယ်ဒါပေမဲ့အခုလေးနှစ်ချိန်မရှိသေးတဲ့ချိန်မှာတော့ဒီ49ကျလာတာကတော့ကျွန်တော်လည်းမထင်ထားလိုက်မိတယ်ကျွန်တော်ညံဖြစ်မှုလို့ပဲကျွန်တော်ယူဆလိုက်ပါမယ်နော်ကျွန်တော်စကညစ်တယ်လို့တော့မပြောတော့ဘူးဗျာမနက်ကမနေ့ကဒီလိုကိုးလေးဒီလိုကိုးလေးထွက်လာတာဖြစ်တော့ကျွန်တော်ဒီညနေပိုင်းကိုကြာမှာကိုဒရီကန်လေးဒရီကန်နဲ့ကျွန်တော်ဆင်းမယ်လို့ထင်ပြီးတော့ဒီမနက်ကိုတော့ဒီက ကိုအထီနဲ့ဗောနော်ကိုစီတုံညာတိခွန်တိနှစ်အထီကိုကျွန်တော်၃တလုံးနဲ့ကတ်ပြီးထားတယ်တုံညာနဲ့ကျွန်တော်ကတ်ပြီးထားတယ်အဲ့လိုမျိုးကျွန်တော်ကတ်ပြီးခဲ့ပြီးတော့ဖမ်းလိုက်တဲ့အချိန်မှာသူကဒီကို၉ဒရီကန်၄ဒရီကန်ကိုမှဒီကိုအပီစီဗောနော်၄ဒရီကန်လည်းဖြစ်၉ဒရီကန်လည်းဖြစ်ကို၄ကိုဆိုတဲ့ခဏန်းကိုသူကပြန်ပြီးတော့ချပေးသွားတာဖြစ်တာဖြစ်တဲ့တော့ဒီတစ်ဘက်ကတော့ထိုးသားနေတော်တော်ကိုမှအစင်မပြေဖြစ်သွားလောက်တယ်ခင်ဗျာဒီညနေတပွဲပဲကျန်တော့လေဗောနော်အဲတုံညာလိုက်တဲ့လူတွေငါလိုက်တဲ့လူတွေလည်းတော်တော်လေးကိုထိနေလောက်ပြီးတော့ကျွန်တော်ထင်တယ် ပတ်တီကတော့ကျွန်တော်ပတ်တီမဟုတ်ခဲ့ဘူးညာကျွန်တော်ကတော့အဲကျွန်တော်ပတ်တီကတော့ဒါ3တလုံးနေပေါ့နော်3တလုံးနေပါကျွန်တော်ဒီမှာကဒီနက်ကထွက်ပြီးတဲ့အချိန်မှာကျွန်တော်3 break ကိုတော်တော်ကိုမဲခဲ့တာပေါ့နော်ဒီတစ်ချက်ထွက်ပြီးတဲ့အတွက်3 break ကိုကျွန်တော်မဲခဲ့တာမဲခဲ့တဲ့3 break ကလုံးဝမလာဘဲနဲ့ဒီမှာကျွန်တော်မှသူက break break လက်တရီကံပေါ့နော် break တရီကံခနန်းတရီကံဆိုပြီးတော့သူကပြန်ချသွားတယ်ကျွန်တော်ကဒီမှာတော့က63 ဒီမှာတော့တက်ရှိဆိုရင်ကျွန်တော်ဒီကိုကိုးပရိတ်ဆိုပြီးကျွန်တော်ဖမ်းလိုက်တဲ့အချိန်မှာကျွန်တော်မှသူကကျွန်တော်တို့မဲထားတဲ့၃ပရိတ်ကိုလာချပေးသွားပြီးတော့ကိုက၃ပရိတ်တရိကန်ပေါ့နော်ပရိတ်တရိကန်ဖြစ်တဲ့ခဏန်းနေလေအားလုံးတရိကန်သူကဆင်းသွားတာဖြစ်တဲ့ဖြစ်တဲ့သူကကဲကိုးပိတ်တာကိုးပိတ်ကတော့ကြောက်သွားပြီဆိုတော့ညနေတော့ကိုကျွန်တော်ပြောပေးမယ်ညနေကတော့ကျွန်တော်ဒီ6ပိုင်း6ပိတ်ပေါ့နော်6ပိုင်း6ပိတ်ကျွန်တော်ကြိုက်ပါတယ်ညနေပွဲလေးအောင်းအောင်လို့ကျွန်တော်တစ်ချက်ဒီကနေထွက်ပြီဆိုလို့ရှိလို့ရှိရင်ကျွန်တော် ဖမ်းပေးပါဦးမယ်နော်6.6ပဲကျွန်တော်ဒီမနက်ကတော့ကျွန်တော်တို့မိတ်ဆွေတွေလည်းကျွန်တော်တို့တိမာပါနော်ကျွန်တော်တို့မှ YouTube မှာလည်းကျွန်တော်အကောင့်လုံးစူးစမ်းပြီးတော့ပေးပေးထားပါတယ်အားလုံးလည်းမြင်ပါပါနော် post မှာလည်းကျွန်တော်ရေးပေးထားခဲ့ပါတယ် post မှာလည်းဒီမှာကြီးအပီယုံဆိုပြီးတော့3 9ကျွန်တော်ပါပါတယ်နော်9 3ညကျွန်တော်ပါပါတယ်ဒီ9ကိုပဲ2093ညဆိုတဲ့ဒီ key ကိုပဲကျွန်တော်ကင်ပြီးတော့ကျွန်တော်ပေးတာပါနော်ဟုတ်ကဲ့ပါအားလုံးကျွန်တော်ညနေကြလို့ဆိုရှင်ပြန်ပြီးတော့ส่งပါမယ်နော် ညနေပိုးလေးမှာတော့ဖိတ်ပိုးလေးလှအောင်လို့စူးစမ်းပြပါမယ်နော်အားလုံးမထိတိမိမိထပ်ပြီးတော့ပောက်ပါစေရပါစေနော်